ဂျင်းကနေသူပြိတ်လိုက်တယ်။ဆရာတဲ့အစင်လာရအခေါင်းနဲ့လွှမ်းထားတဲ့ဒီအင်ဂျီတွေပြန်ယူမယ်တဲ့။ဟာဒီအတိုင်းကြီးတော့ကွာမီးစက်တဲ့မထည့်ပါနဲ့ကွာဆိုတော့ဒါအစင်လာပဲဆရာအခေါင်းမှာထည့်မီးတကြုံပဲဆိုရင်တော့တပေါင်းနဲ့၅တောင်ကြမယ်တဲ့။အားလုံးမြင်လာပါ။အခုဖြစ်စဉ်လေးကတော့ရေဝေးတုတ်တံမှာသူကြုံတွေ့ခဲ့ရတဲ့ ဖြစ်ပျက်လေးကိုအခုလိုမျိုးပဲလာရောက်မျှဝေသွားတာဖြစ်ပါတယ်။ကဲကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာ။အော်တေသူကအနေစာရှင်သူကဒုက္ခရေဝေးရဲ့အကြောင်းလေးဗျာ။မျှဝေခြင်းနဲ့ဗျာ။တေစင်းယူတာကအစဗျ။တင်းနံကိစ္စဒီရက်တောင်တရားစာအုပ်ဒီဘတ်ကားပေါ့ဗျာ။ကိစ္စတွေငွေကိုပြရလမ်းခင်းမိသွားတာပေါ့နော်။ရှောကနေရှောကနေနဲ့ဗျာနောက်ဆုံးခီးလေးရလေ။အော်ကုံစမ်းပါစီပေါ့။ တင်းကျဲလေးရောက်တော့အတွေ့အကြုံတက်တည်ရတယ်ဗျ။တောင်ဝရှိတဲ့ဒီအင်ဂျီမိခိုးရောင်ဝတ်ထားတဲ့လူကြီးတွေရပေါ့ဗျာ။အလွန်ဖော်ယူစွာပဲဗျ။အခက်နံပါတ်1ကားတဲ့ကျေတယ်တဲ့။အကောင်းဆုံးပဲဗျာတဲ့လူဝင်လူထွက်လည်းကောင်းတယ်တဲ့။အဲ့ဒီအခန်းကိုတဲ့ကျွန်တော်စီစဉ်ပေးပါမယ်တဲ့ရအောင်တဲ့။ Dot Poly အတွက်ပါတဲ့။ဒီ Color Time အတွက်ရောအခန်းတွေအားလုံးတက်ပါတဲ့။နှစ်သိန်းနဲ့၈တောင်းဖြစ်အောင်တဲ့ကျွန်တော်လုပ်ပေးပါမယ်။နှစ်သိန်း၈တောင်းနဲ့ရအောင်လုပ်ပေးပါမယ်တဲ့။ပေးရမှာပေါ့လေ။ဘာတက်နိုင်မှာလဲဗျာ။ ချော့ပါအောင်လို့ဂျေဆုလို့ကောင်းတဲ့အရာလည်းမဟုတ်ဘူးလေအတော်ငယ်ရောက်ကြတဲ့သူ့မှာတပည့်လက်သားတွေကလည်းအများသားတချို့ကဆိုရင်ပထမအရာရှိတချို့ကဆိုကပရင်စသည်ဖြစ်ပေါ်ဗျာအဲ့တော့သူတို့ခုံတဲ့အတူအကောင်းဆုံးဖြစ်အောင်လို့စီစဉ်ပေးရတော့မှာပေါ့ယူပြီးကွာရော့နှစ်သိန်းနဲ့ရှစ်တောင်းအတူပေါ်ချတဲ့မနက်အလောင်းသွားထုတ်တော့အလောင်းကိုမိတ်ကလေးအောင်မလားတဲ့မိတ်ကလောက်ခ1500ပေးရမယ်ဟာ တည်သွားပြီကွာဘာလို့မမိတ်ကလိမ့်ရမှာလဲပေါ့အဲ့ဒီတော့မှသူတို့ကရှင်းပြတယ်ဗျအလောင်းကိုကြည့်ပါဦးနဲ့အေးခန်းဒီရဲ့ဒီ dryer ထဲကနေထုတ်လာပြီဆိုရင်အလောင်းရဲ့မျက်နှာတစ်ခုလုံးကဗျာရေတွေတီးနေပြီးတော့အေးခဲရောင်ကိုင်းပြာနှံ့ညိုညစ်ပြီးတော့အယောင်ဖြစ်နေတာပေါ့အဲ့တော့ငိုမူလာမျက်နှာဒီပြန်ဖြစ်အောင်အမိတ်ကလေးနဲ့လိမ့်ရမှာအဲ့ဒါမှငိုမူလာရုပ်ပြန်ထွက်မှာဒီတော့လေလောက်ရတာပေါ့ဗျာမိတ်ကပ်ပို့ရော့1000နဲ့9000 ဲ့တော့ဓာတ်ပေါ်လေးတင်ထားတဲ့လက်ကိုဗျာခမ်းပါတဲ့ကိုဘယ်သူတွန်းမလဲတွန်းမဲ့သူရှိတာတွန်းမဲ့သူမရှိဘူးဆိုလဲတွန်းကကတပောင်းပေးရမယ်တဲ့မြတ်စွာဘုရားဖြစ်ရလေစိတ်ပေါက်ပေါက်နဲ့ဗျာကျွန်တော်တွန်းမဲ့လို့ပြောလိုက်တော့ဗျာဟုတ်ပါဗျာတပောင်းတော့တတ်တာသွားတာပေါ့အနာကိုတယောက်ရောက်လာပြန်တဲ့ဆရာတဲ့အလောင်းမားတဲ့ရွှေထီးဆောင်းမလားမဆောင်းဘူးလားရွှေထီးကတော့အရှိမနှစ်လက်ရှိနောက်မှနှစ်လက်ရှိတယ်တက်လက်ကို9000နဲ့2000 ကြမဆရာလို့ပြောတာဟာမလို့ပါဘူးကွာရွှေထွေးတွေပါလို့မနေပါနဲ့စီပွားရေးကောင်းတယ်နော်မဆုံးသေးဘူးဗျာအနာမှာမိတ်ဆွေတယောက်ကဝင်ပြောပါတယ်ဘယ်ဖြစ်မလဲတင်းတောင်းတင်းတည်းဖြစ်သွားအောင်တဲ့ဖခင်တကာအเจ้าတကာမှလည်းတည်သွားအောင်ရွှေထွေးလေးဆောင်းမှဖြစ်မှာပေါ့ဧကပြောမနေပါနဲ့ရောက်ဆောင်းကရောက်กว่า2000ခမနဲ့ရောက်တဲ့ခါမှာပြားပန်းခွေတွေပန်းချင်းတွေတောင်ရောက်နေပြီဗျအလောင်းကိုပြင်ဆင်ပြီးတော့ဇာဘဝလေးတွေအုပ်အဲကြည့်ရှု လုပ်ပြီးဟင်းလေးချမယ်လုပ်လို့ဆရာတဲ့ကျွန်တော်တို့ပန်းခွေတွေပန်းချင်းတွေပြင်ဆင်ထားတယ်ပြင်ဆင်မွန်းပါကတုံးတောင်းပေးရမယ်တဲ့ဟာမင်းတို့အခန်းမှာတော့ကွာနှစ်သိန်းရှစ်တောင်းပေးပြီလေဆိုတော့ဟုတ်ပါတယ်ဆရာလည်းအဲ့ဒီထဲမှာလည်းပန်းခွေဘူးပန်းချင်းမပါပါဘူးတဲ့ဟာဒါဆိုရင်ငါ့ကိုမမေးပဲနဲ့မင်းတို့ဘာကြောင့်ဒီလိုလုပ်ရတာလဲငါလည်းမခိုင်းမဲနဲ့ဆိုတော့ရပါတယ်ဆရာတဲ့ဒီလိုဆိုရင်လည်းပြန်ဖြုတ်သွားလိုက်ပါမယ်တဲ့ အာဒဝပိုးလို့ရောက်လာတဲ့လူတွေကတည်းကရှေ့မှာနဲ့ပန်းချင်းတွေပန်းကွေတွေပြန်ဖြုတ်သိမ်းတော့လေကောင်းပါမလားဗျာကဲဖြုတ်မနေမှာနဲ့တော့ရော့၃တောင်းအချိန်ကြာယူပါဗျာမိတကြူဆက်စီအလောင်းကိုပို့ဖို့အချိန်ကြာလာပြီဆိုတော့လှဲဖို့ပြင်ထားတဲ့ဒီအလောင်းကိုအခင်းပိတ်စအစာပြေပေါ့ဗျာခေါင်းအခေါင်းထဲထည့်ရပြန်တယ်ဗျာအခေါင်းတင်လာတဲ့တွန်လေးလေးနောက်မှာပေါ့အာဒုပရှင်တွေရောတန်းစီပြီးတော့ဓပုံကိုင်းသူကကိုင်းပန်းကွေကိုင်းသူကကိုင်း ပိုင်းချင်းကန်သူကကန်လှဲတွန်းသူကတွန်းတဲ့ပေါ့ဒီမီးတကြိုစက်စီရောက်သွားကြတာပေါ့အဲ့ဒီမှာလာပြန်ပြီးနောက်တစ်မျိုးပြအိုးခွဲမဲ့သူဘယ်သူလဲအိုးခွဲမဲ့သူရှိလားတဲ့အိုးခွဲမဲ့သူမရှိဘူးဆိုရင်အိုးခွဲဖို့တောင်းဝန်ယူတဲ့သူကိုတဲ့ငားတောင်ပေးရမယ်တဲ့ရှိရှိဝူးဝဲစဉ်းစားမနေပေါ့ဗျာအချိန်မရပါဘူးအေးအေးအေးကွာခွဲလိုက်ခွဲလိုက်တယောက်ခွဲတော့ရော့ငားတောင်မိစရဲ့တကားကြီးပွင့်လာပါပြီကဲ အလောင်းသွင်းလို့ရပါပြီတဲ့အာတုပရှင်တယောက်တည်းဝင်လို့ရပါတယ်တဲ့အဲ့တော့ညီတယောက်အထဲကိုဝင်လိုက်သွားတယ်ဗျအထဲရောက်တဲ့အချိန်မှာတကားကြီးကဂျိန်းကလေးသူပိတ်လိုက်တယ်ဆရာတဲ့အစင်လာရအခေါင်းနဲ့လွှမ်းထားတဲ့ဒီအင်ဂျီတွေပြန်ယူမယ်တဲ့ဟာဒီတိုင်းကြီးတော့ကွာမီးစတဲ့မထည့်ပါနဲ့ကွာဆိုတော့ဒါအစင်လာပဲဆရာအခေါင်းမှာထည့်မီးတကြုံပဲဆိုရင်တော့1500ကျမယ်တဲ့ဆရာတဲ့အေး အဲ့ဒီလူကြီးလာကွာထဲ့လိုက်ထဲ့လိုက်ပြအကောင်းမထဲ့လိုက်ဘာမှချွတ်မယူပါနဲ့ပေါ့ကွာလို့ပြီးတော့တတောင်းွယ်ဟူးဤခီစည်းကြည့်လိုက်တာတဲ့ဒါကတော့ရေဝေးတုတ်တံမှာရေဝေးဝန်တန်းတွေရဲ့လောက်ရက်ကိုအခုလိုမျိုးပဲလာရောက်ခြားပြသွားတဲ့ဖြစ်စဉ်လေးတစ်ခုဖြစ်ပါတယ် ဒီဦးလေးပြောကြချက်အရဆိုရင်တော့တကယ်ကိုမလွယ်တဲ့အဖြစ်ပေါ့နော်တကယ်စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်ဒါကတော့မဖြစ်တဲ့အရာလို့ကျွန်တော်တို့ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကာယကံရှင်ကသူ့ရဲ့မိသားစုဝင်တူအခုလိုမျိုးအသက်ဆုံးရှုံးသွားတော့ဘာလို့မဆိုစိတ်မကောင်းဖြစ်နေတဲ့အချိန်မှာခမားတို့တွေကအခုလိုမျိုးငွေနဲ့လောက်သွားတယ်ပေါ့နော်စီပွားရေးတောင်းကျမ်းသွားတယ်အဖြစ်ဖြစ်ကတော့လုံးဝမလုပ်သင့်ဘူးလုံးဝလုံးဝကိုမဖြစ်သင့်တဲ့အရာပေါ့နော်ပြီးရနောက်ဆုံးမှဒီဦးလေးပြောတဲ့စကားကတော့ဒီ အလောင်းမှာပါတဲ့အဝတ်စားကိုတော့မှချွတ်ပြီးတော့ယူဖို့ဆိုတဲ့အဖြစ်ကတော့ဒါတော်တော်ဆိုးပါတယ်ဒါပြောမဲ့သလိုရှိရင်တခုခုဆိုသူတို့ကဘာနဲ့ခြင်ပေါ့လို့ဆိုဒါကတော့လောက်ရောထုံးအရာပေါ့နော်ဒါလောက်နေရတဲ့လမ်းစဉ်တစ်ခုဆိုတဲ့ပုံစံမျိုးခြင်ပေါ့လို့မရဘူးကျွန်တော်တို့လူတွေကဗုဒ္ဓဘာသာမြန်မာနိုင်ငံသူနိုင်ငံသားတို့ဥနေနေကတော့ဒါကဘလောက်ပဲလောက်ထုံးလောက်ရောရှိနေပါစေဒါတွေကဘတော့မှလောက်မှာမဟုတ်ဘူးလို့ကျွန်တော်တို့မြင်တယ် ကဲကျွန်တော်ရဲ့ viewer လေးတွေကဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တံွေကတရားတွေရနိုင်ကြပါသေးလို့ကျွန်တော်စုမုံကောင်တောင်းရင်းနဲ့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ